ဒီနေ့မှဖလားအလုံးကအာဆင်နယ်နဲ့ပဲထိုက်တန်ပါတယ်အာဆင်နယ်ကိုဖလားတွေနဲ့မြင်ကြည့်နေပါပြီအာဆင်နယ်လို့ပြန်ဖြစ်လာဖို့သူတို့တိစောက်လာခဲ့ရတဲ့နှစ်တရာမနေခဲ့ပါဘူးလွန်ခဲ့တဲ့၄-၅နှစ်အရင်တည်းကနေပြီးတော့အာဒီတာဂွာရီယိုလာစီကနေပြီးတော့ပညာရည်နဲ့အသင်းကိုတိစောက်နေခဲ့တာပါ trust the process ဆိုရဲစကလုံးတစ်လုံးနဲ့အသင်းကိုပြန်လှည့်ပြီးတော့ထန်းတင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အလိုတီဆောင်နေတဲ့ဂျားကနေပြီးတော့ဟိုရင်နှစ်တည်းကအာဆင်နယ်ကိုစုပ်ပြတ်ခဲ့တဲ့ချက်တွေကတကယ်ကို 9+ အနေထားတွေပါပဲ စေဘွဲကစားပြီးတော့တပွဲပဲနိုင်တာမျိုးတွေတောင်မှရှိခဲ့ပါတယ်ဒါပေမဲ့အာဆင်နယ်ကိုရအောင်ပြန်လဲတိဆောက်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကြိုးစားလာခဲ့တာအခုဆိုရင်အာဒီတာရဲ့အာဆင်နယ်ကနေရာတစ်ခုမှာအတော်ခမ်းနားနေပါပြီအရင်တော့အာဆင်နယ်ဆိုရင်မလာခြင်းတဲ့ကစားသမားတွေကခက်မြတ်များရပါဒါပေမဲ့အခုကတော့ကစားသမားတိုင်းကအာဆင်နယ်ဆိုရင်အသက်ပါပေးနေကြတာပါအာဆင်နယ်ကခေါ်ရင်မလာဘူးလို့ညင်းတဲ့ကစားသမားတယောက်မှမရှိပါဘူး။အာဆင်နယ်မှာရှိမနေတဲ့ကစားသမားတွေကအာဆင်နယ်ကခေါ်မထားတဲ့ကစားသမားတွေပါ။အာဆင်နယ်ကခေါ်ရင်သူတို့ကလည်းလူလူလလနဲ့လာကြမှာပါပဲ။ ဒါကအာဆင်နယ်တို့အခုလက်ရှိမှာသူတို့အသင်းကိုတိဆောက်ထားတဲ့ပုံစံပါဒါတော့မှအာဆင်နယ်ကဖလားတွေမရသေးပါဘူးဒါပေမဲ့အာဆင်နယ်ကိုဖလားရင်နဲ့တကယ်ကိုမြင်ချင်နေပါပြီနောက်ပြီးတော့ဖလားရဖို့ကလည်းတကယ်ကိုပဲထိုက်တန်နေပါပြီနောက်ဆုံး၃နှစ်ဆက်တိုက်ဒုတိယနေရာကနေမဲ့အဖြစ်ကန်လုတ်ခေရတဲ့အာဆင်နယ်ကအဲ့ဒီတည်းမှာလည်းဖလားတွေရဖို့တထိုက်တန်ခဲ့ပါတယ်ဒါမဲ့ဒိုင်းနေနဲ့ကန်တရားကြောင့်မလို့ဒုတိယလူဆိုတဲ့ဂုံပုံးနဲ့သာသူတို့ကကျင်းနေခဲ့ရတာပါ မလေးတုံးကဆိုရင်လူမွေသေးရဲ့အနေထားမှာတော့မှအာဆင်နယ်ကချန်ပီယံလိဆီမီဖိုင်နယ်ထိကိုရောက်ခဲ့တာပါမလေးတုံးကဆိုရင်လည်းအာဆင်နယ်ကောင်းချက်ကပရီးမီးယားလိမှာရောချန်ပီယံလိမှာရောတကယ်ကိုလက်ဖျားခါလောက်ပါလေကစားသမားတွေကလည်းတက်ညီတက်ညီရှိလာပြီးတော့တေသက်လှပတဲ့ကစားကွက်တွေကိုဖော်ဆောင်တာနိုင်လူစိတ်ပြင်းပြတဲ့စိတ်ဓာတ်တွေနဲ့အသင်းအတွက်အစွမ်းကုန်စူးစမ်းပေးခဲ့ကြတာပါဒါကြောင့်မလို့အားလုံးထက်အကောင်းဆုံးစူးစမ်းခဲ့ပေမဲ့ဒုတိယဆိုရာကြီးကသူတို့အတွက်ခံပြင်းလို့ပါလေ ီတော့အခုနှစ်မှာဘယ်အသင်းမှဖလားမရနေပါသေးအာဆင်နယ်တို့ကြီးမားတဲ့ဖလားတွေရစေချင်ပါသေးပြီးတော့ထိုက်တန်လာဆိုပြီးတော့လည်းဒါမပြောပါနဲ့အာဆင်နယ်အခုလက်ရှိလူစင်းနေရဖလားအလုံးရဖို့လုံးဝထိုက်တန်လို့ပါတယ်မနစ်တုန်းကလူမွေတဲ့အနေထားမှာတော့ချန်ပီယံလီးတို့ပရီးမီးယားလီးတို့ရဖို့ထိုက်တန်ခဲ့ရဆိုရင်အခုလူဝယ်ပြီးနှစ်သိန်းစာလုံရဖြစ်သွားတဲ့အချိန်မျိုးမှာဘာကြောင့်မလို့မထိုက်တန်ရမှာလဲဒါကြောင့်ဒီနှစ်မှာအာဆင်နယ်အတွက်ဖလားအလုံးဟာထိုက်တန်တာထက်ကိုပိုပါတယ်မြောက်ပြောတာမဟုတ်ပါဘူး နှစ်ပေါင်းများစွာစ조사တိစောက်လာခဲ့တာဖြစ်တဲ့အတွက်စူဖလားအောင်မြင်မှုတွေဟာစ조사မှုရဲ့ရလဒ်တွေဖြစ်တည်နေပါပြီ။နောက်ပြီးကာယကံရှင်ကစားသမားတွေကိုယ်တိုင်ကလည်းအသင်းနဲ့ပတ်သက်လို့ဘာကြီးမန်းချက်ရှိလဲမီကျွန်တော်တို့ဒီနှစ်မှာအာဆင်နဲ့အသင်းအတွက်ဖလားတွေရအောင်တိမ့်မယ်ဆိုတာကြီးပါပဲ။သူတို့ပါဇက်ကနေပြီးတော့ထွက်နေကြတာပါ။ဘာကြောင့်လဲဆိုတော့သူတို့조사ထားတာသူတို့သိပါတယ်။သူတို့လုပ်ပြနေရတွေကိုလည်းသူတို့ကမြင်ပါတယ်။နောက်ပြီးတော့သူတို့ကဖလားတွေရဖို့တကယ်ပဲထိုက်တန်နေပြီဆိုတာကိုလည်းသူတို့ကသိထားပါတယ်။ဒါကြောင့်လည်းကစားသမားအားလုံးကဒီအတိုင်းပဲပြောထားကြတာပါ။ ဒါကြောင့်ဒီနေ့မှသူမပြန်မချင်နေပါသေးအာဆင်နယ်ကိုတော့ဖလားရစီခြင်းပါပြီအာဆင်နယ်ဖလားရဖို့ကတကယ်တော်တော်လေးကိုအရေးကြီးပါတယ်နောက်ပြီးတော့ခုလက်ရှိအနေအထားမှာလည်းအာဆင်နယ်က EBN နဲ့ UCN တို့မှာဖလားရနိုင်ခြင်းအများဆုံးအသင်းဆိုတဲ့အတွက်အချိန်တွေတော်တော်လေးကိုကောင်းပါတယ်နောက်ပြီးနီးပြောက်လည်းဖလားမရရာဒီကုန်ရင်ထွက်ဆိုပြီးတော့ဖိအားပေးထားတော့အာဆင်နယ်အတွက်ဆိုရင်ဒါလည်းတော်တော်လေးကိုထိရောက်မှုရှိမှာပါနောက်ပြီးတော့အာဒီတာလည်းထွက်မှာတော့မဟုတ်ပါဘူးဖလားရအောင်မေသူကကြိုးစားပြမှာပါ ဝင်ကနောက်ပိုင်းမှာဆိုရင်သူကအာဆင်နယ်ဒီယန်နဲ့အပြည့်ရှိတာကြောင့်မလို့အာဆင်နယ်အတွက်အဝင်ဂွင်ကြအဖြစ်ဆုံးလူပါပဲ။ဒါကြောင့်သူကလည်းပဲအသင်းကနေပြီးတော့ထွက်သွားလို့မရပါဘူး။အဲ့လိုမထွက်ချင်တော့ကြီးမားတဲ့ဖလားတစ်လုံးမဟုတ်တစ်လုံးယူယူပြမှပဲရမှာပါ။ဒါကြောင့်မလို့အာဆင်နယ်ဖန်တွေယုံကြည်စောင့်စားနေလိုက်ပါ။ဖလားအားလုံးကိုအာဆင်နယ်ကပဲယူပြပါလိမ့်မယ်။